အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောလိုက်ပြပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ် ကောင်းမွန်တော့ဒါကျွန်တော်တို့မနက်ခင်းလေးဖြစ်ပါစေဒီညာကနေပြီးတော့စုမုံကောင်းတောင်းပြလိုက်ပါတယ်။အဲလက်ရှိမှာဒါကြံရှိနေသေးတဲ့အင်္ဂလိပ်3သင်းလုံးကတော့3သင်းလုံးတက်သွားခဲ့ပြီဖြစ်ပါတယ်။ဒါကျွန်တော်တို့ယင်ထက်အောင်ကြီးလိုက်ရတယ်ဒါကျွန်တော်တို့စပါအသင်းပွဲစဉ်ကလည်းယင်ထက်အောင်ကျွန်တော်လှုပ်သွားခဲ့လို့ပြောလိုက်ရတယ်။တစ်ဖက်ကဒါ United ကဒါကျွန်တော်တို့နောက်ကျသွင်းကိုဒီနဲ့အတူဒါကျွန်တော်တို့လုံးဝ deficit ကြီးကိုဖျက်ချပလိုက်ပြီးတော့ကျွန်တော် United သင်းတွေ Real Sociedad ကိုဒါကျွန်တော်တို့ဂိုးပြတ်နိုင်ပွဲနဲ့အတူအောင်ပွဲခံခဲ့တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ပထမဆုံးပြောသွားမယ့်ပွဲစဉ်ကတော့ဒါ United ပွဲစဉ်ကြောင့်ပြောသွားမယ်ပြီးရင်တော့ဒါစပါပွဲစဉ်ကြောင့်ပြောပြီးတော့ Chelsea ပွဲစဉ်ကြောင့်နည်းနည်းပြော ောမယ်အမှန်တကယ်ဆိုကျွန်တော်ချက်စီးပွဲစဉ်ကိုတော့ကျွန်တော်အပြေအဝမကြည့်လိုက်ဘူးဒါကျွန်တော်အနေနဲ့နည်းနည်းပါးပါးပဲကျွန်တော်ပြပြပြသွားဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကကတော့ကျွန်တော် United နဲ့ဒါကျွန်တော်တို့ Spa ပွဲစဉ်ကိုပဲကျွန်တော်အဓိကကြည့်ဖြစ်လိုက်တယ်အဲ့တော့လက်ရှိမှာ United ပွဲစဉ်ကြောင်းပြောအောင် United သင်းတဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Real Sociedad ကိုကျွန်တော်တို့ကန်ခဲ့တယ်ဗောနော်ကန်ခဲ့တဲ့ကြမှာဘယ်တော့မှမကြားတဲ့အချိန်မှာဒါကျွန်တော်တို့ Matthias Delit အနေနဲ့ဒါကျွန်တော်တို့ foul တယ်ဆိုပြီး Oyarzabal ကိုဒါကျွန်တော်တို့ ပန်နတီပေးခဲ့တယ်အဲ့ပန်နတီကလည်းခုနပြောလို့အမှန်တရားပြော right fully ပေးဒီနေ့ပွဲစမှာဒါပေးခဲ့တဲ့ပန်နတီအကုန်လုံးကဒါပေးတဲ့နဲ့ပန်နတီတွေကြီးပဲမြင်နေပြီးတော့အနီကတ်ကအစားဒါပေးတဲ့နဲ့အနီကတ်လိုပဲမြင်နေအဲ့တော့ဒီအနေထားမှာကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်ဒီအနီကတ်တွေရောပန်နတီတွေရောငင်းစရာအနေထားတစ်ခုမှမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မဟုတ်ပါဒါပေမဲ့တတိယပန်နတီအနေနဲ့ဒါကျွန်တော် Patrick Dugu ကိုတော့မှတ်မဲ့ရဘူးလည်းမသိဘူးဒါကျွန်တော်ဟိုဘက်ကကစားသမား found တဲ့အချိန်မှာဒါအဲ့အလုံးကတော့ဒါတတိယပန်နတီကကျွန်တော်ကြောင့်ကဒီကောင်ဒီဘက်ပါဟုတ်တတိယပန်နတီပဲအမှန်တရားပြန်ကြည့်မယ်ဆိုရင်ဒါတတိယပန်နတီပြီးလို့ အဆင်မပြေနေတာဖြစ်သွားတယ်ပေါ့နော်ပြောချင်တာဒါတတိယပနတီကမပေးသင့်ပါဘူးဒါပေမဲ့ပနတီမပေးပေမဲ့လည်းဒါဘရူနိုဖာနန်ဒက်စ်ရဲ့ဟက်ထရစ်နဲ့ဒါမန်ချက်စတာယူနိုက်တက်တင်းကတော့ဒီနေ့ပွဲစဉ်မှာအောင်ပွဲခံနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ယူနိုက်တက်တင်းရဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဆော့နီဆော့ဘုံရဆိုတော့လိုအပ်ချက်တွေရှိသေးတယ်ဒါပေမဲ့လက်ရှိယူနိုက်တက်ကိုအားရစရာတခုရှိတာဒီနေ့ပွဲစဉ်မှာရီယယ်ဆိုစီဒက်ကိုဒါကျွန်တော်တို့အဲခန်စစ်ပိုင်းကတော်တော်လေးကို solid ဖြစ်သွားအောင်ဆော့ဆော့ပြနိုင်ခဲ့တယ်လို့ပဲကြီးကျူးရမှာအဲ့တော့ဒီနောက်ပိုင်းပွဲစဉ်ဒီမှာဒါကျွန်တော်ယူနိုက်တက်တင်းနေတာကျွန်တော်တို့အဲ consistent ဖြစ်လာခဲ့တာခန်စစ်ပိုင်းပဲဒါကျွန်တော်ပေးကွနဲ့ပြန်ကြည့်မယ်ဆိုပေးကွတွေတော်တော်လေးကို ဲလာခဲ့တယ်ပေကူနေတဲ့ data ကိုတကူလောက်ပဲရှိတဲ့အနေထားတစ်ခုရောက်လာခဲ့တယ်ဒါကျွန်တော်တဖြည်းဖြည်းနဲ့ကြည့်မှဒါကျွန်တော်ဂျားထဲမှာကန်တဲ့ပွဲစဉ်ဒါကြောင့်အာဆင်တဲ့ပွဲစဉ်ပဲကြည့်မလားဘယ်ပွဲစဉ်မဆိုကြည့်လိုက် United အသင်းနဲ့ဒီနောက်ပိုင်းပွဲစဉ်မှာခံစက်ကတော်တော်လေးကို solid ဖြစ်လာခဲ့တယ်ဒီနေ့ပွဲစဉ်မှာဒါပေးလိုက်တဲ့ပေကူဆိုလဲခံစစ်ညံ့နေဆိုတာထဲဒါကျွန်တော် penalty ပေကူကြောင့်ပေးလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်ဒါလည်းကျွန်တော်ထုတ်တယ်ပြောစရာမလိုအဲ့တော့ကျွန်တော်မြဲမ်းပြောခဲ့တယ်ဗျ United အသင်းအနေနဲ့3 back formation ကိုစော့မယ်ဆိုရင်အဓိကအသက်ကခံစစ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ပြောခဲ့တယ်လက်ရှိမှာ Ruben Amorim ကဒါကြီးကိုကောင်းကောင်း solid ယူနိုင်ခဲ့တယ်လို့မြင်လို့ရတယ်မှာပါတယ်အမှန်တမ်းပြောရမယ်ဆိုဒီနေ့ပွဲစဉ်မှာ တကယ်တမ်း United အသင်းနဲ့တိုက်စစ်ကစားဟန်ကဒါအရင်ကြီးကောင်းတဲ့အနေထားတော့မရှိဘူးဒါတစ်ဖက်က Real Sociedad ကအနီးကပ်နဲ့ထွက်သွားမှသာ United အသင်းအနေနဲ့ transition မှန်မှန်နဲ့ counter ပြန်မှန်မှန်နဲ့ဒါကျွန်တော်တို့ twin goal တွေပြန်ရခဲ့တယ်လို့ပဲဆိုရမယ်ထားမှရှိတယ်တကယ်တမ်းပြန်စမ်းကြည့်မယ်ဆို United အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အနီးကပ်နဲ့တစ်ဖက်အသင်းမထွက်သေးခင်အချိန်ထိတော့ဒါကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါ cancel ပိုင်းကောင်းယူကလေလို့တိုက်စစ်ပိုင်းကတိတ်ပြီးတော့ကြီးကျူးစရာမရှိဘူးပြဿနာဒီနေ့ပွဲစဉ်မှာဒါ zigzag go white line လို့မယ်6-0နဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ thon 9သူ့ရဲ့ဒါကျွန်တော်တို့ uh first touch လေးပြန်ကောင်းလာတယ်သူနေအတိုးလှုပ်လေးတွေကောင်းတယ်ဒီထက်ကပိုပြီးဘာမှမထူး white line နေနဲ့ဒီနေ့ပွဲစမှာထုံးရနိုင်မှာဗျသူနေနဲ့ပါ confidence ပဲကြဆင်းလာတာဘာလို့တော့မသိပေမဲ့နီးပြတော့နီးပြတော့အခုလက်ရှိမှာဒါကျွန်တော်ကစားသမားအပြည့်အဝယုံကြည်မှုပေးထားတော့မယ်ဒါဒီနေ့ပွဲစမှာ white line တော့ပြန်ကြည့်မယ်ဆိုရင်ဒီကိုဒါလို့ရဲ့ twin ကိုရဲ့ဒါကျွန်တော်တို့အမ် ဖန်တီးပင်းမှုရတော့သူတို့ confidence ကိုရှိစေခြင်းတဲ့ပုံမှာရှိတယ်ဒါကြည့်မယ်ဆိုရင်ဒီနေ့အဲ့နောက်ဆုံးအတွင်းကဘယ်လောက်တိတောင်ရေးပါလဲဆိုတာကျွန်တော် owner နာတယောက်ကိုယ်တိုင်ကျွန်တော်တို့ဒါ go city လာပြီးအောင်ပွဲခံရတဲ့အထီကိုဒီ go ကတော်တော်လေးကိုအရေးပါခဲ့တယ်လို့ပဲပြောရမယ်ဒီမှာပါတယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် real society နဲ့တော်တော်လေးကိုဒါအချင်းတွေစိုးပါတယ်ဒါပြန်ကြည့်မယ်ဒီနေ့ပွဲစဉ်မှာ real society အနေနဲ့ဒါကစားပုံလေးကောင်းတာကလွယ်လို့ဒါကျွန်တော်တို့သွားသွားမရှိတဲ့ကြားပုံစံမျိုးဖြစ်နေတာကြားတော့ကြားပဲဒါပေမဲ့ကျွန်တော်အသက်ကြီးပြီးသွားမရှိတဲ့ကြားပုံစံဖြစ်တယ်ဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော် real society နဲ့ကွင်းလယ်ပိုင်းလေးမစိုးဘူးပြောယူနေတယ်သူတို့အနေနဲ့ဒါတိုက်ဆက်ပိုင်းလည်းအဆင်မပြေဘူးခံစားပိုင်း ိုင်းကလည်းဒါကျွန်တော်တော်တော်လေးကို အားနေလူပဲလေပေးခဲ့တဲ့ပနတီဂိုလ်ကခုနပြောသေးပဲဒါကျွန်တော်တို့ real ဆိုတဲ့နဲ့ဒါ avoid avoidable ပနတီပေါ့နော်ကျွန်တော်တို့အနေနဲ့ရှောင်လွဲလို့ရတဲ့ပနတီတွေပဲ real ဆိုတဲ့နဲ့ဒါကျွန်တော်ပော့ပြပြဒီနေ့ပနတီပေးခဲ့ရတယ်ဒီပနတီအကုန်လုံးကလည်း deserve ပဲဒါခုနပြောသေးပဲ Manchester United ဘက်ကလည်းကျွန်တော်ဒီပနတီအကုန်လုံးကရတဲ့ပနတီတွေပဲအနီကကစားရတဲ့အနီကဘာမှလည်းမဆိုင်ပြချခုနပြောသေးပဲဒါသူ့အနေနဲ့ပြန်ပြီးရှင်ပြီး like ပြီးမယ်ဆိုရင်မှီနိုင်တဲ့ situation တစ်ခုကိုဒါကျွန်တော်တို့ last man defender ကြီးမှသွားဆွဲတယ် last man defender ခင်ဗျဘလူးဆွဆွဲဘာပဲလို့လို့ကျွန်တော်လက်လက်လေးနဲ့ပဲတွန်းတွန်းအနီကကအနီကပဲဒါကျွန်တော်စီမင်းစီကန်ရအနီကက အနေခဲ့ပဲအဲ့ဒါကြီးကိုခင်ဗျာအဓိကသွားပြီးသွားပြောလို့ရနေထားမှာတော့မရှိဘူးအဲ့တော့ဒီနေ့ပေါ်မှာ Manchester United တင်နေတာအနီကက်လည်းထွက်တော့တော်တော်လေးကိုပြန်ပြီးကောင်းလာခဲ့တာ Real Sociedad တင်နေတာခုနပေါ်လို့ပဲသူတို့เนี่ยဘရင်တော်ဖောင်ဖြတ်ပုံရပါတယ်ဒါတိုက်ဆက်ကိုဆွတ်ဆက်ပြီးဖိတယ်တိုက်ဆက်ဆွတ်ဆက်ပြီးတဲ့အချိန်မှာဒါကျွန်တော် fullback တွေအလွန်ကျွန်ရှေ့တက်သွားတဲ့အချိန်မှာ center back နှစ်ယောက်ပဲကျန်ခဲ့တယ်အဲ center back နှစ်ယောက်ပဲကျန်နေနေထားမှာ Manchester United တင်ကတော့ကျွန်တော်တို့ရဲ့မြန်နှုံးမြန်တောင်မန်ဒီကို wing back ဒီကိုလည်းအဓိကဖောက်တယ်ဒီနေ့ပေါ်မှာဒါကျွန်တော်ကနာချိုးအတွက်ကိုကျွန်တော် GA ပြန်ရခဲ့လို့ white land တို့လည်း GA ပြန်ရတော့တော်တော်လေးကိုဒါကျွန်တော်တို့အပျော်ဖို့ကောင်းတဲ့ဒါဒီတနေ့ဖြစ်ခဲ့တယ်ပေါ့နော် United အနေနဲ့ပြန် ကြည့်မယ်ဆိုလက်ရှိမှာဒီနေ့ပွဲစဉ်ကိုတက်ပြီးတော့ဒါကျွန်တော် Olympia Lion နဲ့တွေ့ရမယ်ဒီမှာပါတယ် Lion ကတော့အမှန်တမ်းပြောလက်ရှိခြေစွမ်းရမစိုးဘူးလက်ရှိမှာဒါကျွန်တော် FCSB ကိုတော့မခုနှစ်ဂိုးပြည့်နေတာကျွန်တော်7-1ဆိုတဲ့ deficit နဲ့နိုင်ထားတဲ့အတင်းတသင်းဖြစ်တဲ့ကြောင့်သွားရှုပ်လို့တော့မြန်ဒါပေမဲ့ United ဘက်ကလက်ရှိမှာပြန်ကြည့်မယ်ဆို United လည်းလက်ရှိမှာဒါ Real Sociedad ကို4-1နိုင်ထားတယ်ဒါ deficit အရာဒါ9ဂိုး2ဂိုးဆိုတဲ့အရာလည်းနဲ့3ဂိုးပြည့်ပုံစံမျိုးနိုင်ခဲ့တာကိုတွေ့ရမယ်ဒီမှာပါအဲ့တော့ United အသင်းနဲ့ဒါကျွန်တော် Ruben Amorim လက်ထက်မှာဂိုးပြည့်နိုင်ပွဲတစ်ပွဲကိုထပ်မံပြီးတော့ sport ဆောင်နိုင်ခဲ့တယ်ဒါပေမဲ့ခုနကပြောသူပဲဒီနေ့ပုံမှာဟာကနဒိုင်းပါ ဒါပေမဲ့ဒိုင်ဒီနေ့ပြောလောက်သွားရဆုံးဖြတ်ချက်တွေအကုန်လုံးကမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေပဲဗျာဒါတတိယပနတီပေးမဲ့ဥစ္စာကလွဲလို့ပေါ့နော်အဲဒုတိယပနတီနှလုံးလုံးလက်အစဉ်ပြေတယ်ဒါကျွန်တော်တို့အနီကက်လည်းပေးတင်တယ်ဒါလုံးဝဖြစ်တင်တဲ့ဥစ္စာတွေပဲခုနကပြောပနတီ၃လုံးလုံးကဒါဆိုပနတီပနတီ၃လုံးလုံးကပေးတင်တဲ့ပနတီပဲ United ဘက်ကပေးလိုက်တဲ့ပနတီပေးတင်တယ်ဘာမှမဆိုင်ဘူးဒါ၃လုံးလုံးကခုနကပြောဘောလုံးနဲ့တရောင်းမှမတူခြေထောက်တွေနဲ့ပြပြရိုက်ကြတာအားနေတာမသိပါဘူးဗျာပြောရမယ်ဆိုတော့ United တင်တဲ့ဒီနေ့ပွဲစဉ်ကသူတို့ကတကယ်ကောင်းမွန်တဲ့ victory တစ်ခုကိုကောင်းကောင်းမွန်မွန်ရရှိတယ်ကိုပဲဆိုရမယ်တဲ့မှာပါပါတယ်အဲ Real Sociedad အနေနဲ့ပြန် ကြည့်မယ်ဆိုတော့ဒီနေ့ပွဲစဉ်ကတို့အနေနဲ့ဒါတော်တော်လေးကိုဒါနမောနမတ်နိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပြောရင်းနေပဲဒါကျွန်တော်တို့ United အသင်းကတော့လက်ရှိမှာဒါကျွန်တော် quarter final ကိုတိုက်ရောက်သွားခဲ့ဖြစ်တယ် quarter final မှာဒါကျွန်တော် Olympia Lyon တွေ့ရမယ်တမပါတယ်ကျွန်တော်ဆရာမင်းထွန်းတော်နောက်နေသေးတယ်ကျွန်တော် All English final စပိန်မှာဒူတော့ကြည့်ရမလားမသိဘူးဆိုသူတော့နောက်နေသေးတယ်အဲ့တော့ဘာဒီဘလို့ဖြစ်လာမယ်မသိမှာဒါကျွန်တော်လက်ရှိမှာအင်္ဂလိပ်အသင်းဒါကျွန်တော်တို့ဖြစ်တဲ့ Manchester United အသင်းကတော့ quarter final ကိုတက်လန်းသွားခဲ့ပြီပဲဖြစ်ပါတယ်နောက်အသင်းသတင်းကြောင့်ပြောမယ်ကျွန်တော်ရဲ့ Tottenham Hotspur အသင်းမှာစပါအသင်းနဲ့အခုလက်ရှိဒါကျွန်တော်တို့ AC Okama ကိုတော်တော်လေးကိုခဲရခဲစစ်ကန်ခဲ့ရတယ်ခဲရခဲစစ်ဆိုတစ်ဖက်အသင်းကောင်းလို့လို့မဟုတ်ဘူးကိုဟာကိုတိုင်ပတ်တယ်လို့ခဲရခဲစစ်ကန်ခဲ့ရတာဖြစ်တယ်တစ်ဖက် တ်သင်းတဲ့ပွဲနဲ့ပွဲစဉ်မှာကြည့်မယ်စပါသင်းတဲ့ဒီနေ့ပွဲစဉ်ကနီးပြအတွက် break or die ပါဒီနေ့ပွဲစဉ်မှာဒါရှုံးခဲ့မယ်နီးပြအနေနဲ့ထုတ်ခံရမယ်100% sure ဖြစ်တယ်ဒါကြောင့်မို့စပါသင်းဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုခဲရခက်စစ်ကန်ခဲ့ရတယ်ဒါပေမဲ့ပြန်စမ်းသပ်ကြည့်မယ်ဆိုတာကစားပုံနေထားအဖက်ဖက်ကကျွန်တော်စပါသင်းအကုန်လုံးတာခဲ့တယ်ဒါပေမဲ့ခုနပြောသူပဲတော့တစ်ချက်တစ်ချက်ဒါခုနပေးလိုက်တဲ့အတွင်းကိုတော်တော်လေးအသေးရအောင်ကောင်းတယ်တပွဲလုံးမှာဗျာဒီနေ့ပွဲစဉ်မှာ man of the match လို့ပြောလို့ရတဲ့ကစားသမား၂ယောက် Lucas Bagwe နဲ့ Odo Bay ရဲ့ကြောင်တော်နိုင်မှုကနေပြီးတော့ပေးလိုက်တဲ့မှာပါတယ်ဒါခုနပြောဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Vicario နှလုံးပုတ်လိုက်လို့ဆိုတာတော်တော်မူ Vicario တစ်လုံး ပေါ့နော်ဖီဂါရီကတလုံးပုတ်တယ်ပြန်ထွက်လာတဲ့ဘောလုံးကိုဘီဇူးမပစ်ကန်လိုက်တဲ့ဘောလုံးကတော်တော်လေးကိုယင်ထိတ်เสียကောင်းခဲ့တဲ့အနေထားမှာရှိတယ်ပေါ့နော်အဲ့တော့စပါတင်တဲ့ဒီနေ့ပုံစံမှာဒါကန်ဆယ်ပိုင်းကတော့ကျွန်တော်တို့ဗန်ဒါဗင်းထွက်သွားချင်မှာရွရွရွဖြစ်တယ်ဒါပေမဲ့ရီရတာစပါတင်တဲ့ရူမေရုနဲ့ဗန်ဒါဗင်းရဲ့အတွေ့အတော်တော်လေးကို solid ဖြစ်လုံအောင်ကြည့်တယ်ရူမေရုကကွန်ပိုရှာနဲ့ထိနေတယ်ဒါကျွန်တော်တို့ဗန်ဒါဗင်းက speed နဲ့ဘောလုံးပြန်ထိနေတယ်အဲ့တော့ easy organize ဒီနေ့ပုံစံရဲ့တိုက်ဆက်ကဘလို့မှစပါတင်တဲ့လုံးဝအလုံးမဖြစ်ခဲ့ဘူးလို့ပဲဆိုရမယ့်အနေထားမှာရှိတယ်အဲ့တော့ဒီနေ့ပုံစံမှာဒါထုံးဝမ်းနိုင်တာ link up play ဆရာကြီးဖြစ်တဲ့ဆူလန်ကီကိုတော့အဓိကချီးကျူးရမယ်ဆူလန်ကီနဲ့ဒီနေ့ပုံစံမှာဒါပေးပို့မှုန လုံးနေတို့ဒါ Odo Back ကတော့ Man of the Match ကိုရရှိသွားခဲ့တယ်လို့ဆိုလိုက်ရတယ်မှာပါတယ်ဒီနေ့ပွဲစဉ်ရဲ့ကွေးလယ်မှာဒါရီရတဲ့ဥစ္စာက Spa team မှာလုံးဝ DM တယောက်လုံးမပါလာခဲ့ဘူးအဲ့တော့ DM မပါလာကြအောင် Spa team နဲ့ဒါကွေးလယ်ဘက်မှာတစ်ဖက်သိနေရှင်တဲ့ချိန်မှာဒါ Copper Miner ဆိုတဲ့ကျွန်တော်တို့ဒါတိရတဲ့ဝါရင်ကစားသမားတယောက်နဲ့ရှင်တဲ့အချိန်မှာလိုအပ်ချက်တွေတော့အများကြီးရှိခဲ့တယ်တော့ပေမဲ့တော့ညာလေ Spa team နဲ့ဒီနေ့ပွဲစဉ်မှာအိမ်ဝင်အားသာချက်ကတော်တော်လေးကိုရေးကြည့်ခဲ့တယ်လို့ပြောလို့ရတယ်နီးပြအနေနဲ့ဒီနေ့ပြန်ချက်မယ်ဆိုတော့ဒီနေ့နီးပြအတွက်ကတော်တော်လေးကိုအသက်ရှူချောင်စရာကောင်းတဲ့ ွဲတပွဲလူပဲကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်အဲဒီနေ့ပုံစံအပြန်ပြန်ကြည့်မယ်ဆိုတာ Mickey Van der Ven ဒါကျွန်တော် Christian Romero နှစ်ယောက်ပွဲထွက်တဲ့ပွဲစံမှာဒါတို့အနေနဲ့ပြန်ကြည့်မယ်ဒါဟို Van der Ven မထွက်ခင်ကတည်းကဂိုးမပေးခဲ့တာတော့ဒါ Vicky Van der Ven နဲ့ဒါ Romero ရဲ့ဒါကျွန်တော်တို့ခံစစ်အတွဲကကလေးရှိစွမ်းရင်တွေကိုဆွဆောင်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ ကိုဂျာရဲမာရာဒါမီဂီဗန်ဒါဝင်းကိုကျွန်တော်နယ်သာလန်နဲ့ပွဲစဉ်မှာဒါနယ်သာလန်ကိုတော့စပါသိမ့်တယ်အရင်မလွတ်ချင်ဘူးလို့ကြားသေးတယ်အဲ့တော့နယ်သာလန်နဲ့ပွဲစဉ်မှာဒါကျွန်တော်ဗန်ဒါဝင်းကိုသိမ့်မသုံးမှုအတွက်နီးပြတွေကိုဒါစပါသိမ့်တောက်ဆူတိုင်းကတဲ့ရိုမဲရိုကဒီနေ့ပွဲစဉ်မှာကြည့်မှာဆိုသူအေးဆေးဆော့လို့ရပါတယ်တော်ဝန်တိုင်းဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အရန်ကောင်းခဲ့တဲ့နောက်တစ်ယောက်ကမက်ဒီဆင်ပါပဲမက်ဒီဆင်ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော် တပွဲလုံးအော်ကက်စထရိတ်လုပ်သွားတယ်လို့ပြောလို့ရတယ်။စပါသင်းရတာ3 3 9တကူဆိုတဲ့ twin ကိုမှဒါကျွန်တော်တတိယ twin ကိုမှဒါကျွန်တော် Jay Medicine ကတော်တော်ကြီးကိုအေးပါတဲ့ခန်းကဏ္ဍကနေပြီးတော့သွားခဲ့တယ်မှာပါ။အဲ့တော့တတိယ twin ကိုပြန်ကြည့်မြော်တာစပါသင်းရတာမနစ်ကရာဒီအစကကျွန်တော်အသင်းလိုက်တင်ပလီကိုတွေးခဲ့ရတယ်မှာပါ။ဒါကျွန်တော်ဂိုးသမားကနေပြီးတော့ရှေးတန်းထိဒါကျွန်တော်တို့လုတ်သွားခဲ့တဲ့ twin ကတော်တော်ကြီးကိုလာပါတယ်။တော်တော်လေးကိုဆက်ပလီကတော်တော်လေးကိုလာတယ်။ဒါကျွန်တော်ဂိုးသမားက digestion space digestion က medicine ပေးတယ်။ medicine ကဆွန်ဟောင်းပြန်ပေးတယ်။ဆွန်ဟောင်းမြေက digestion ပြန်ပေးတယ်။ digestion ကနေပြီးတော့ဒါဆိုလန်ကြီးရတယ်။ ဆိုလန်ကီနောက်ပေါက်နဲ့ပေးလိုက်တဲ့ဘောလုံးအိုဒိုဘက်ရသွားအိုဒိုဘက်ပိတ်သွင်းသွားခဲ့တယ်လွယ်လွယ်လေးပဲဒါပေမဲ့အဲ့လိုမျိုးသွင်းကူတွေကိုကျွန်တော်မတွေ့ခဲ့ရတာဘယ်လောက်ကြာပြီလဲဒါကျွန်တော်တတ်တော်ကြည့်ဦးခါအဲ့တော့ပြောချင်တာကလက်ရှိမှာစပွားအသင်းနဲ့လူသားစုံမယ်ဆိုရင်လုတ်ပြနိုင်စွမ်းရှိတဲ့အသင်းတစ်သင်းဆိုဆက်လက်ပြီးပြသခဲ့ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောမယ်ဒီပြဒီလီးပြကလောကခံစစ်တော်တော်လေးကိုအားနေတယ်ဗျတော်တော်ကြီးကိုအားနေဒါပေမဲ့ လက်ရှိမှာဒီနည်းပြနေပဲကျွန်တော်ဆက်လက်ပြီးမြင်အောင်မယ်ဒါကျွန်တော်တို့ဖူဟန်ရဲ့အိမ်ကွင်းကိုလည်းသွားကြံမှာဖြစ်တယ်စပါတီနေနေပုံစံမှာမစ်ကီဗန်နာဗင်းကို65မိနစ်မှာနားပြီးခဲ့တာနားလေလူရတယ်မက်ဒီဆင်ကိုလည်းဒါမိနစ်80မှာနားပြီးခဲ့တာနားလေလူရတယ်မှာပါပါအဲ့တော့ဒီနေ့ပုံစံမှာဒီပြပါလို့ဒီကစားသမားရဲ့စောစောစီစီနေလဲခဲ့လဲဆိုတာကျွန်တော်ကောင်းကောင်းကြီးနားလေလူရတယ်သူ့ပေမဲ့တော့ညားလေဒီနေ့ပုံစံရဲ့ကစားပုံကတော့ဒါတော်တော်လေးကိုကောင်းခဲ့လို့ပြောလို့ရတယ်မှာပါတယ်ကိုယ့်အကူအားမလို့အားမရတာတပိုင်းပေါ့ဒါဒါ easy or comma လို့ကစားအတင်းတတင်းမျိုးဒါကျွန်တော်တို့အယူလုပ်ပြီးဆော်သွားခဲ့တာတော်တော်လေးကိုကြီးကျူးမှုကောင်းတဲ့တယ်မှာပါတယ်ဒါပေမဲ့စပါတီရဲ့အခန်းစစ်တိုင်းရောက်ရင်ဒါကျွန်တော်တို့ time bomb တစ်ခုပဲပဲချင်းထ ားပေါက်မှမသိတဲ့ဘုံတစ်ခုလိုပါပဲတော်တော်လေးကိုကြောက်စရာကောင်းခဲ့လို့မြင်တယ်အဲ့ဒါစပါသင်းလဲဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်ကိုဒါကျွန်တော်တို့နိုင်ခဲ့ပြီးတော့ quarter final ကိုတက်ရောက်ခဲ့ပြီးဖြစ်ပြီးတော့ i train friend fan နဲ့တွေ့မှာဖြစ်ပါတယ် is ကလက်ရှိမှာ i train member ကိုရှုံးပြီးတော့ပြုတ်သွားခဲ့တဲ့အတွက်ကြောင့်ဒါကျွန်တော် i train friend fan နဲ့ဒါကျွန်တော်တွေ့မဲ့အနေအထားမှာရှိပါတယ်အဲ့တော့မြေတို့ပင်စိုးစေးကမို့ဒါကျွန်တော်တို့က chelsea ပွဲစဉ်ကိုအများကြီးမပြောတော့ဘူး chelsea တဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တီယာလောက်ကဒါကျွန်တော်တို့လူငယ်တွေနဲ့ဒါပွဲထွက်ခဲ့တယ်ဒီနေ့ပွဲစဉ်မှာလူငယ်နဲ့ပွဲထွက်ခဲ့ပြီးဒါကျွန်တော်တို့တကိုးစိုးစိုးရရတဲ့ချင်းမြောင်းနဲ့ရခဲ့တယ်ဒါမှလူငယ်မို့ဒါအရန်လူတွေနဲ့ပွဲထွက်ခဲ့တယ်ဗျာအဲ့တော့ chelsea တဲ့ဒီနေ့ပွဲစဉ်ဒါကျွန်တော် ော့အန်ဇူမိုရက်စ်ကနေအပိုင်တွက်ထားဖို့ရပါတယ်ကိုဗေဟီဗင်ကတော့ကျွန်တော်အိမ်ခွင့်မှာအနိုင်ရရှိခဲ့ပြီးတော့ချယ်ဆီအသင်းအနေနဲ့အခုလက်ရှိမှာဒါအာကိုဗေဟီဗင်နိုင်ခဲ့တယ်ဒီနေ့ပွဲစဉ်ကြောင့်မို့ချယ်ဆီကလက်ရှိမှာဒါကျွန်တော်တို့ကျွန်တော်ပြောနေတဲ့အချိန်မှာဒါကျွန်တော်တို့ extra time ကန်နေတဲ့နှစ်သင်းရှိရတယ်ထင်တယ်ဟုတ်တယ်ကျွန်တော်တို့ဒါဟုတ်တယ်ကျွန်တော်တို့ဒါလီဂီယာဝါဆောနဲ့ဒါကျွန်တော်မိုဒီနဲ့ဒါမှဒါကျွန်တော်နိုင်တဲ့အသေးတဲ့တူဒါ ဟိုတက်အမယ်နေထားမှာရှိတယ်အခုချိန်တော့ဘယ်လိုတက်လာမယ်မသိသေးဘူးအခုချိန်တော့ကျွန်တော်ပြောနေအချိန်မှာတို့အနေနဲ့အာအချိန်ဘူးကန်နေဖြစ်တယ်ကျွန်တော်ထင်တာကတော့မိုးဒေးတက်မလားလေးကမသိဘူးပြန်နောက်အောင်ဆုံးကျွန်တော်သိမကြည့်ဘူးတော့မသိအဲ့တော့လက်ရှိမှာဒါအင်္ဂလိပ်၃သင်းလုံးကတော့ကျွန်တော် ပရီးမီးယားလိဂေါ်တာကျွန်တော်ပရီးမီးယားလိအင်္ဂလိပ်သုံးသင်းလုံးကလက်ရှိမှာဒါကျွန်တော်ဥရောပရဲ့ကွာတာဖိုင်နယ်တွေကိုတက်ခဲ့တာဖြစ်တယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်အင်္ဂလိပ်အသင်းအနေနဲ့အခုလက်ရှိမှာဒါကြောင့်၅သင်းလုံးတာကွန်နက်ဝ6သင်းမှာဒါ၅သင်းထိတာကျွန်တော်ကွာတာဖိုင်နယ်တွေတက်လန်းခဲ့တဲ့ကြောင့်မို့လာမယ့်ရာသီမှာအဆင့်၅နေရာကတော့ဒါကျွန်တော်အင်္ဂလိပ်အသင်းအနေနဲ့ဒါကျွန်တော်တို့ဥရောပနေရာဒါချန်ပီယံလိနေရာရသွားဖို့တော့တေချာတော့ရှိသွားပြီလို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကုန်ပြီပေါ့ဗျဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာဂျင်းလူစံပေါအောင်ကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်များများကလစ်မှာ မဲ့နိုင်ငံဖြစ်ပါတယ်အားလုံးမကြွလို့ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုံမောင်းတောင်းပြီးနေပဲကျွန်တော်တို့နေအောင်မှာပဲ AC တွေ့ကြတာပေါ့ကြော်တော့ကုန်ပြီပါဗျဒေးပါဗျ